ဖရားတွေเนาะကျမတို့ဖရားတွေပြည့်စေကဗုဒ္ဓတွေဟန်းနာတွေအတွက်လုံဆောင်သည်မြအချိန်တိုင်းဟာအချိန်ကောင်းအခါကောင်းဖြစ်တယ်ဒါပေမဲ့ကျမတို့လူပုထုဇဉ်လူသားတွေအတွက်ကတော့အခုလိုမျိုးခင်မကောင်းတဲ့အခါအချိန်ကာလမှာကျမတို့ကနော်အချိန်ကောင်းအခါကောင်းကိုရွေးပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်နော်ဒီနှစ်ဒီကာလဟာအင်မတန်ချမ်းသာဖြစ်တဲ့အတွက်ကျမကတော့ လောချစ်တဲ့သူတွေအားလုံးကျမမေတ္တာနဲ့တိုက်တွန်းခြင်းနဲ့ဘာတိုက်တွန်းနိုင်ကျင်တာလဲဆိုတော့เนาะဒီကာလမှာနံပါတ်1ကဘေးကင်းဖို့ကိုနံပါတ်1ဦးစားပေးပြီးတော့စဉ်းစားပါเนาะဟိုဒီကာလမှာချမ်းသာဖို့ထက်เนาะကျမပြောချင်တာကအာလောဘနဲ့လောက်တာမျိုးလောဘနဲ့စဉ်းစားတာမျိုးရှောင်ပါနံပါတ်1ကဘေးကင်းဖို့ကိုစဉ်းစားပါပထမဦးဆုံးဟိုစဉ်းစားမှာဘေးကင်းရဲ့လား နော် safety first ပေါ့နော်ဘင်ကင်းမှုပထမဆုံးစဉ်းစားပါဒုတိယကတော့ကျန်းမာဖို့ကိုစဉ်းစားပါနော်ဟာဒါကိုယ့်ရဲ့ကျန်းမာရေးနဲ့ရှင်ပြီးတော့ကိုကစဉ်းစားရမယ့်အချက်ခါပါနော်သုံးချက်ကတော့မှဒါကြီးပွားတိုးတက်ရေးကိုစဉ်းစားပါကြီးပွားတိုးတက်ရေးဆိုတာနော်ကျမတို့ဟိုပြောမယ်ဆိုလို့ရှင်တော့ဒီလို ကာလဒီလိုအချိန်မှာအရန်ကြီးတိုးတက်ကြီးပွားခြင်းလို့နော်လောဘနဲ့အရန်တိုးတက်ကြီးပွားခြင်းလို့ ကောင်းတဲ့ကာလမဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်ကျွန်မကတော့ဘေးကင်းဖို့ဥတည်ပြီးတော့နံပါတ်1ဘေးကင်းဖို့စဉ်းစားပါဥတည်ပြီးတော့နံပါတ်2ကကျန်းမာဖို့စဉ်းစားပါနံပါတ်3ကเนาะជីវ័តတိုးတက်ဖို့စဉ်းစားပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပြစီဒီလိုကာလမှာเนาะ၅ပါးသီလကိုလုံအောင်ထိမ့်ပါเนาะအဲ့တော့ဒီလိုကာလမှာကျွန်မတို့ဒါအဆုံး ပြောမယ်ဆိုရင်တော့ကလိယုတ်ပေါ့နော်ကလိယုတ်ဆိုတာကတော့ဒါခက်ဆိုးခက်ပြက်မကောင်းတဲ့ကာလခေါ်ပါတယ်နော်အဲ့လိုယုတ်မှာတော့ညီမတို့ကနော်ငါးပါးသီလလုံတဲ့လူတွေအစင်းကြီးပါနော်ငါးပါးသီလကိုအတတ်နိုင်ဆုံးနော်လုံးအောင်ကျူးစားပါပြီးရင်เนาะဖရာတရားတန်ကเนาะဒါကကျမတို့ဒီဘာသာရေးပေါ့เนาะဒါအခြားဘာသာတွေကလည်းဘာသာရေးလိုက်ဘာသာရေးဆိုင်ရ เนาะတုံ့ပြန်မှုတွေနဲ့နေထိုင်ခြင်းဟာလေဒါဘေးကင်းလုံခြုံစေပါတယ်เนาะအဲ့တော့ဒီလိုကာလမှာ جماعه ကထပ်ပြီးတော့မေတ္တာနဲ့အကြံပြုတိုက်တွန်းချင်တာကတော့သက်ဆောင်ကမ္မထမ်း၄ပါးကိုဒီလိုကာလမှာကျင့်ဖို့ جماعه မေတ္တာနဲ့တိုက်တွန်းများစေเนาะဘာကြောင့်လဲဆိုတော့ جماعه ကိုယ်တိုင်ဒီပြလေဒီလိုကာလမှာ جماعه နော်မေတ္တာဘာဝနာပွားတယ်ဗုဒ္ဓ ानु တ္တိပွားတယ်နော်သက်ဆောင်ကမ္မထမ်း၄ပါးဆိုတာက جماعه ညဝေပါမယ်เนาะကျွန်မလုံးပထမတစ်ချက်ပါလေဆိုတော့ဗုဒ္ဓဉာဏ်တတိပါเนาะဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုဝါးများတာပါเนาะအဲဂုဏ်တော်ကုံတော်ကိုပတိတပတ်စိတ်လေးရပါတယ်เนาะကျမစိတ်တဲ့နီးရောကျမဘလူစိတ်လေးဆိုအရဟံကိုဆိုလို့ရှိရင်ကျမတပတ်စိတ်တယ်ဒါကျမရဲ့ပတိလေးเนาะအရဟံဆိုရင်ကျမတပတ်စိတ်တယ်ပြီးရင်အရဟံစိတ်နေတဲ့အချိန်မှာကျမရဲ့ เนาะနှလုံးသားထဲမှာကျွန်မဘာကိုပွားနေလဲအဟံဆိုစိတ်ကနေစိတ်နေခါမှာကျွန်မဘာပွားလဲဆိုတော့ရောကိလေသာပေါင်းကိုကင်းစင်တော်မူပါသောမြတ်စွာဘုရားเนาะအဲ့ဒါကိုတစ်ခုပွားတယ်။ဘာကြောင့်လဲကျွန်မလည်းကိလေသာကင်းချင်တယ်เนาะ အဲ့ဒါကြောင့်ခိလေသာတွေပယ်ခြင်းတက်ချက်เนาะအဲ့ဒါကြောင့်ခိလေသာပေါင်းကိုကင်းစင်တော်မူတော်မူပါသောမြတ်စွာဘုရားဆိုပြီးတော့အဟံဂုံတော်ကိုွားတယ်ပြီးရင်အဟံဂုံတော်မှာနောက်ကျမအရန်သဘောကြတာစိတ်ွယ်ရအရန်နိုင်ပြီเนาะမကောင်းမှုကိုရှောင်ကျဉ်နိုင်လို့ရှောင်ကျဉ်တော်မူပါသောမြတ်စွာဘုရားပေါ့เนาะအဲ့ဒါလေးကိုလည်းကျွန်တော် ွားတယ်เนาะဘာကြောင့်လဲဆိုတော့เนาะလူဆိုတာလေလူရှိသူရှိမှာเนาะသူတော်ကောင်းလို့နေထိုင်ကြပေမဲ့လူ껙ရာမှာเนาะအာဘသူမှမမြင်တော့ဘူးဆိုတဲ့စိတ်껙ရာမှာတော့เนาะမကောင်းမှုကိုကျุလွန်တတ်ကြတယ်เนาะအဲ့ဒါကြောင့်ဩကိုပါလေးဟာဒီဂုံဒါလေးကတော့ကိုကသမသဘောကျเนาะအဲ့ဒါကြောင့်ကျွန်မကလေဒီတစ်ခါတလေပေါ့เนาะ ကိုတယောက်တည်းရှိရဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့ဟာဒါဘယ်သူမှမသိပါဘူးလို့เนาะယူဆနိုင်တဲ့အချိန်တွေမှာတော့ကျမကိုကိုကိုထိန်းကျင်တယ်เนาะအဲ့ဒါကြောင့်ကျမကလည်းအလဟံလို့ပူဇော်တဲ့ခါတိုင်းမှာခိလေသာကင်းစင်တော်မူပါသောမြတ်စွာဘုရားစိတ်ကွဲရာအရနိုင်ပြီးမကောင်းမှုကိုရှောင်ကျင်တော်မူပါသောမြတ်စွာဘုရားเนาะအဲ့ဒါကိုကျမအငြင်းလက်နှလုံးသွင်းတယ်။အော်ငါကအဖြူရောင်ဝတ်တယ်ဆိုတဲ့အတိတ်ပဲရတယ်အဲ့ဒါပဲအဖြူရောင်ဝတ်ထားတဲ့အတွက်ပေလွယ်ဆွလွယ် เนาะအဲ့တော့အဖြူရောင်ဝတ်ထားတဲ့အတွက်ကျွန်မကပေဖို့စွန့်ဖို့ပေါ့เนาะဟိုတခုခုတတိလေးနဲ့နေဖြစ်သွားတယ်เนาะဖြူရောင်ဝတ်ထားတဲ့အတွက်တခြားရောင်တွေပေမှာစွန့်မအောင်ကြောက်တယ်အဲ့လိုပဲကျွန်မသီလထိန်းနေတဲ့အခါမှာเนาะသီလညှိုးသွားမှာစွန့်ထင်းသွားမှာကိုကျွန်မကိုကျွန်မ ထိမ့်သိမ့်နိုင်ဖို့အတွက်ကျမအဖြူရောက်ဝတ်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့က energy ပေါ့နော်ကျမတို့ Ricky Healer တွေကအဖြူရောက်ဝတ်တယ်နော်အဲ့ဒါကြောင့်လည်းကျမကျမဆရာမတွေဆရာတွေရဲ့သူတင်မှုတိုင်းကျမအဖြူရောက်ဝတ်တာပေါ့နော်ဟုတ်ပြီအဲ့တော့ကျမဆက်ပြောပြစီเนาะအဲ့တော့သက်ဆောင်ကမ္မထံ၄ပါးဆိုတာပထမကဗုဒ္ဓနုသတိပွားတယ်ပေါ့เนาะဗုဒ္ဓနုသတိဆိုတာဂုံတော်ပွားမယ်เนาะဂုံတော်ပွားတာ ဗုဒ္ဓဉာဏ်သတိပွားတာเนาะအဲ့ဒါကသက်ဆောင်ကမ္မထံဒါပထမကမ္မထံပေါ့เนาะဒုတိယကမ္မထံကကြတော့မေတ္တာဘာဝနာပွားတာအင်မတန်ကိုအရေးကြီးတယ်เนาะအခုကကြားသာသနာခေဖြစ်တယ်เนาะနတ်တွေနတ်ကောင်းနတ်မြတ်တွေဆောက်ရှောက်မှုလူအပ်တယ်ကျွန်မတို့เนาะအခုနတ်ဆိုးတွေမရှိဘူးလားရှိတယ်เนาะအခုအရန်ဆိုးတဲ့နတ်ဆိုးတွေရှိတယ်เนาะအထူးသဖြင့် black magic သမားတွေကဒီနတ်ဆိုးတွေကိုအသုံးပြုပြီ ဒီအောက်လန်းကြီးတွေနဲ့เนาะဒီလူတွေကိုတိုက်ခိုက်တဲ့ညမှာ black magic သမားတွေကအောက်လန်းကြီးကိုအသုံးပြုပြီးတော့နတ်ဆိုးတွေကိုသုံးပြီးတော့တိုက်ခိုက်တယ်เนาะအဲ့တော့ကျမတို့ကလက်တာဘာဝနာပွားနေခြင်းအဖြစ်เนาะပြောမယ်ဆိုလို့ရှိရင်တော့ကိုယ့်ကိုကောင်းတဲ့သမားတွေကနတ်ကောင်းနတ်မြတ် ရဲ့အူညီဆောင်ရှောက်မှုကိုရစေနော်အဲ့ဒါကြောင့်ကျမကတော့မေတ္တာဘာဝနာပွားပါသက်ဆောင်ကမ္မထမ်းထဲမှာဒုတိယကမ္မထမ်းကမေတ္တာဘာဝနာပါအဲ့တော့မေတ္တာဘာဝနာဘလို့ပွားမလဲနော်လွယ်လွယ်လေးနော်ဘလို့လဲဆိုတော့နော်ကျမကတော့ဘာလုပ်လဲဆိုတော့ကျမကတော့ဟိုတပုံရင်းစီကိုကျမမေတ္တာပွားတယ်နော်အဲ့လိုနီးလန်းနဲ့မေတ္တာပွားခြင်းလည်းရတယ်အဲ့လိုမဟုတ်ဘူးဆရာမကျမတို့ကနော်ဒီကျမပါစေချမ်းသာပါစေရွတ်နေလို့မရဘူးလားရတယ်ဒါပေမဲ့ကိုယ့်ရဲ့ဥတီယာရှိရနော် ဘသူ့ကိုကြမ်းမာစေချင်တာလဲချမ်းသာစေချင်တာလဲဟုတ်လားအဲ့တော့အလွယ်ဆုံးကတော့လူနဲ့မြမသတ္တဝါတွေကြမ်းမာပါစေချမ်းသာပါစေဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေနှလုံးစိတ်ဝတ်အေးချမ်းကြပါစေဒါဆိုရင်တော့လူနဲ့မြမသတ္တဝါတွေလို့ပြောလိုက်တဲ့အတွက်အားလုံးပါသွားပြီเนาะအဲ့ဒါကိုအချိန်လုံး အားနေတဲ့ချိန်မှာရွတ်နေလို့လည်းရတယ်ပေါ့နော်လူနဲ့ပြမသတ္တဝါတွေစံမာကြပါစေချမ်းသာကြပါစေဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒါမျိုးတစ်ချိန်လုံးရွတ်နေတာလေဒါလေပြောမယ်ဆိုတော့မေတ္တာဘာဝနာပွားခြင်းပါเนาะအစ်မတန်ကိုအချိုးထူးပါလေเนาะဘာကြောင့်ဒါကျမ အတွေ့အကြုံတစ်ခုပေါ့နော်ကျမကလည်းအဲ့လိုမျိုးဒီလိုမျိုး Facebook ကနေ live တွေ့နေအောင်ကြည့်ပြီးတော့ကျမကိုကြည့်ပြီးတော့ black matching နဲ့လုပ်နေတဲ့လူရှိတယ်နော်ဒီလားအဲ့လိုမျိုးကျမလွှင့်နေတယ်ကျမရဲ့ live ကိုကြည့်ရင်းနဲ့ကျမကိုကြည့်ရင်းနဲ့ black magic နဲ့လုပ်နေတဲ့လူရှိတယ်ဒါပေမဲ့ကျမကတော့တိပေမဲ့ကျမကမြစ်တာနဲ့ပဲကျမကမြစ်တာပဲပို့တယ်ကျမတခြားလဲဘာမှမလုပ်တတ်ဘူးမလုပ်တတ်တဲ့အတွက်ကျမကမြစ်တာနဲ့ပို့တယ်မြစ်တာပို့တဲ့ဟာပဲကျမလုပ်တတ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာက လက်နဲ့ချစ်တဲ့လုပ်တယ်ဆိုရင်တောင်မှကိုကမြတ်တာပွားနေတာဖြစ်တဲ့အတွက်နော်အဲ့တော့ကို့နားမှာ energy ကကောင်းနေတယ်မြတ်တာပွားနေတဲ့လူရဲ့နားမှာရှိနေတဲ့ energy ကကောင်းနေတုံတယုံ negative energy လေးကကိုရှိကိုမရောက်နိုင်ဘူးပေါ့နော် positive energy လေးများတယ်ပေါ့နော်ကိုကိုယ်တိုင်ကလည်း positive energy လေးနဲ့ ရှိနေတယ်ပတ်ဝန်းကျင်ကလည်း positive energy တွေရှိနေတယ်ဆိုရင် negative energy တွေလာဖို့ခက်ခဲတယ်ပေါ့နော်အဲ့တော့မြတ်တာဘာဝနာပွားပါနံပါတ်3ကကြတော့ကျမတို့ကအာနာပါနကမ္မထမ်းပါနော်ဒါကတော့တတိလေးရှိနေမယ်အချိန်တိုင်းနော်ကျမတို့ကတတိလေးအချိန်တိုင်းရှိနေရင် တုံပြေယုံကိလေသာတွေစိတ်အညစ်အကြေးတွေမဝင်နိုင်ဘူးပေါ့နော်အဲကိလေသာဆိုတာဘာနေစဖြစ်လဲကျွန်မတို့ရဲ့အတွေးတွေကနေမကောင်းတဲ့အတွေးတွေကနေပြီးကျွန်မတို့ကိလေသာတွေဖြစ်စေတာလीနော်အဲ့တော့ဟိုကတတိလေးရှိနေတယ်ဥမာအခုကျွန်မ live လွှင့်နေတယ်ဆိုရင် live လွှင့်နေတဲ့တတိလေးရှိနေမယ် ကိုကဘီရင်တွက်နေတယ်ဆိုဘီရင်တွက်နေရဲ့စတီလေးရှိနေပဲသမီးဟင်းချက်နေလေချက်တဲ့ထဲမှာကိုကဒါလေးကဩဒါလေးကဘာလေးပြီးလို့ရှိရင်တော့ဘာလေးထည့်မယ်ဒီဟာကိုပဲဒီပစ္စုပန်ကိုပဲဒါလေးကိုပဲကျမတို့ကလုပ်နေတာဖြစ်တဲ့အတွက်ကျမတို့မှာတခြားအာရုံမရှိတော့เนาะအဲ့တော့ပြောချင်တာကเนาะအာနာပါနကမ္မထမ်းကိုကျမတို့ကအားထုတ်တဲ့အခါမှာတတိယမြင်လာတယ်เนาะ အလေးချင်းယူပါတယ်เนาะသတိရှိလို့เนาะအရာရာပစ္စုပန်မှာပဲနေဖို့အတိတ်ကိုလည်းမတွေးဘူးအနာဂတ်ကိုလည်းမတွေးဘဲနဲ့ပစ္စုပန်မှာတက်တဲ့ပဲနေဖို့ဆိုတာကကျမတို့ကအလေးအချင်တွေလိုအပ်တယ်အဲ့တော့အာနာပါနာကမ္မထမ်းနဲ့ကျမတို့အာနာပါနာကမ္မထမ်းအထုတ်ရေးကျမတို့သတိတွေမြဲလာတယ်နော်အဲစိတ်တွေပြောမယ်ဆိုတော့ကိလေသာတွေတဖြည်းဖြည်းနဲ့ပယ်နိုင်တတ်နိုင်တဲ့အဆင့်ထိရောက်နိုင်တယ်နော်အဲ့တော့ ကန်အနာပါနာကမ္မထံအာထုပ်ပါနံပါတ်၄เนาะသက်ဆော့ကမ္မထံ၄ပါနော်သုံးကမ္မထံကတော့ပါလဲဆိုတော့အတုပကမ္မထံပါเนาะမရဏနုတတိပွားရင်လည်းရတယ်အတုပကမ္မထံရှုရင်လည်းရတယ်ကျမကတော့အတုပကမ္မထံ နော်အားထုတ်တယ်။ဘာကြောင့်လဲဆိုတော့ကျမတို့မှာအစွဲကြီးရှိနေတယ်၊တနာကြီးရှိနေတယ်ပေါ့နော်။အဲကျမဆိုလို့ရှိရင်နော်အာသုဘကမ္မထံကိုကျမအားထုတ်တယ်။တိုးကိုနော်ဟိုအားထုတ်ခဲ့ရတယ်။ပထမအားထုတ်တော့ဆိုရင်နော် body ကိုရဲ့ body ပေါ့နော် dead body ကိုလောက်တွေတွေ့တာတွေ့ရမျက်နာတွေလောက်တွေတွေ့အကောင်တွေတွေ့တိအိတ်ချိန်ကြရကျမကြောက်ပြီးတော့ကျမကမ္မထံရက်ပလိုက်တယ်။ဟိုဆက်ပြီးတော့အားမထုတ်နိုင်ဘူးပေါ့နော်။ အလားမျိုးနှစ်ကြိမ်လောက်ဖြစ်ပြီးမှနောက်တစ်ဆက်ပါကိုကလည်းအဲ့လိုမျိုးဖြစ်တော့ကိုကလည်းဟိုကြောက်ပြီးတော့ကိုကရက်လိုက်တာပေါ့နော်အဲအဲ့ဒါနဲ့နောက်တစ်ဆက်နောက်ထပ်ပြီးတော့အားထုတ်အားထုတ်ပြီးမှမဖြစ်သွားလဲဆိုတော့ကိုကအယိုးကြတယ်ကိုရဲ့ဒီဟိုဟာပေါ့အသားလေးကနေအရေးလေးအရေးလေးအရွေးလေးကြာပြီးတော့နောက်ဆုံးအယိုးက glock ဆိုပြီးတော့ကြတဲ့အခြေအနေထိနော်ဒါကိုဆက်ပြီးတော့အားထုတ်တယ်ပေါ့နော်ကိုကိုကိုအတုပနော်တမထန်း အတုပအနေနဲ့အတုပလုံးဝအတုပကြီးအတုပမှာမှနောက်ဆုံးကြတော့အယိုးပဲကျန်တယ်ကိုယ်ကိုလည်းအကောင်ကြီးစားတယ်ဟလားဒီရနေအသားလေးမှလောက်ကြီးတွေ့တယ်ဟလားအရင်ကြီးကြရတယ်အဲ့လိုမျိုးဖြစ်ပြီးအခြေအနေကြုံပြီးမှနော်ဟုတ်ပြီကိုဟာကိုလည်းအတုပကံတဲ့ရှုပ်ပြီးတဲ့ခါမှာဘသူတွေဆက်ရှုပ်လဲလို့ပြောရင်เนาะ ကိုရဲ့မိသားစုဝင်လေဟလာကိုသားသမီးလေဟလာကိုခင်မကိုဖခင်အမေဓာတ်ရီရှုတယ်ကျမသားသမီးတွေကိုကျမရှုတယ်နော်ကျမခင်မလည်းရှုတယ်ရှုလို့ရတယ်အဲ့တော့ဒါကျမအတွေ့အကြုံပြောပြကျမအဖေကိုကြတော့လေကျမတော်တော်နဲ့ဖဖေကိုအဲ့လိုအာသုဘလိုမြင်လိုက်တိုင်းဒီရင်ပတ်ကြီးမှလေကျင်းပြီးတော့နာပြီးတော့ဆို့လာဆက်ပြီးတော့ရှုလို့မရဘူးအဲ့ဒါကျမအောင်လန်ဆရာတော်ဖုံးဖုံးကိုကျမရှောက်တယ်ဖုံးဖုံးတပြည့်တော့ အဖေကိုတပည့်တော်ကအသုဘကမ္မထမ်းရှုတာအရန်ခက်ခဲပါတယ်တပည့်တော်ရှုလို့မရဘူးအဲ့ဒါဖေကိုရှုလိုက်တဲ့ဖေဖေလို့မြင်ပြီးတော့ဖေဖေကိုအသုဘနဲ့မြင်လိုက်တဲ့ဒီဘက်ရင်မကြီးရဲ့မှာလीဆိုးပြီးကြက်လာဆက်ရှုလို့မရအောင်အဲ့ဒါဆိုတော့ဖုံဖုံကိုရှောက်တော့ဖုံဖုံကကျမကိုပြောလဲဆိုတော့တက္ကမကြီးတဲ့တက္ကမကြီးခင်မောနဲ့တက္ကမကြီးအိမ်အောင်သက်ကဘလောက်ရှိပြီတော့တဲ့25နဲ့ပါဗျာ နော်ဒကမာကြီးတားနေရောအိမ်ကတော့25နှစ်ပေါ့နော်အဲ25နှစ်ပါဗျာတားနေရောတားရော24နှစ်ပါဗျာအိမ်ကတား24နှစ်ပဲရှိသေးရောအဲ့တော့ဟုတ်ပြီဒကမာကြီးအသက်ဘလောက်ရှိပြီတော့အဲ့တော့ကတော့40ပေါ့နော် sorry 50ပေါ့နော် sorry နော်40မဟုတ်ဘူး50ပါအခုတော့52နှစ်ရှိပါပြီနော်အဲ့တော့ အာ90ပေါ့နော်90ဆိုတော့အာဖုံဖုံတပည့်အဲ့ဟုတ်ပြီအဲ့တော့ဒကမာကြီးစဉ်းစားကြည့်ဒကမာကြီးသားကိုရှုရှုနိုင်တယ်ဒကမာကြီးကဘာကြောင့်လဲ तू က24နှစ်ပဲရှိသေးတယ်ဒကမာကြီးသူ့ကိုဆွဲလန်းတာ24နှစ်ခင်မုန်းကလည်း25နှစ်အိမ်တော်သား25နှစ်ဆိုရင်ခင်မုန်းကလည်း25နှစ်ပဲဒကမာကြီးအသက်90ရှိပြီဆိုတော့ဒီအဖေပေါ်မှာချစ်တဲ့မြစ်တာကချစ်တဲ့အချစ်ပေါ့နော် နှစ်90ရှိပြီလေအဲ့ဒါကြောင့်ဒကမာကြီးဒကမာကြီးကပို့ပြီးတော့အဖေကိုပို့ချစ်တယ်ဆိုတာနော်သက်90ရှိပြီလေဆိုတော့ကျမစိတ်ကဟောဒါဟာအစွဲပဲနော်ငါငါအဖေငါအမေဟလာငါဆိုရဲအစွဲနောက်မှာသွားလိုက်တဲ့နော်ပြောမယ်ဆိုလို့ရှိရင်နော်ဒါလူမာနော်ဟိုတန်ရုံးစင်နော်ဒါတွေကငါငါအဖေငါအမေဟလာငါခင်မောငါသားငါသမီးဆိုတဲ့ အဆွဲတဏเนาะအဝိဇ္ဇာတဏအဲ့တော့ဒါတွေကကျမတို့ကိုဆွဲထားတယ်ကျမတို့ကိုချုပ်ထားတဲ့အတွက်ကျမတို့ကပြောမယ်ဆိုဒါတွေကရောနိဗ္ဗာန်ကိုရောက်ဖို့အတွက်အခက်အတားအဆီးတွေပဲเนาะအဲ့တော့ကျမအဲ့ဒါကိုသဘောပေါက်သွားဩရှင်ပြားပြောတာဟုတ်တယ်ပေါ့နော်အဲ့ဒါနဲ့ဆက်ပြီးတော့အာဇုဘကမ္မဋ္ဌာန်းရှုတဲ့အခါမှာဖေဖေကိုလုံးဝယုံတဲ့နာမည်ဒါကဒါကြီးက အတုပါကြီးဒါကြီးက dead body ပေါ့နော်ဒါရုပ်နဲ့နာမည်ဩတကယ်တော့ငါတို့မှာတကယ်တော့ဘာမှမရှိပါလားငါငါငါထင်နေတာเนาะဒါငါလို့ထင်နေတာတကယ်တော့ငါမဟုတ်ဘူးတကယ့်ကို ရုပ်နဲ့နာမည်အဲ့လိုပဲဟာငါအခု live လွှင့်နေတယ်လို့ထင်နေတာ no အဲ့ဒါငါလှုပ်လို့ရနေတာမဟုတ်ဘူးဒါကအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာเนาะတကယ်တမ်းစဉ်းစားကြည့်เนาะကျမတို့လုံနိုင်နေဆိုတာလောကမှာဘာမှမရှိဘူး အကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာတွေပဲရှိတယ်တိုက်ဆိုင်လာเนาะကျမတို့လောက်တာမဟုတ်ဘူးဒါတွေကအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာကြီးကြီးပဲเนาะအဲ့တော့ပြောချင်တာကအဲ့ဒီအသုဘကမ္မထံပေါ့နော်ကျမအတွက်ကတော့ဒီအသုဘကမ္မထံကအင်မတန်ကိုဒီအစွဲတွေကိုချွတ်စေတဲ့ကမ္မထံပဲကျမအတွက်ကတော့เนาะအဲ့တော့ဒီသက်ဆောင်ကမ္မထံ၄ပါးကိုအထုတ်လိုက်တာ ਨੇ လောဂရမ်ကိုကျမတို့လက်ခံနိုင်နေကောင်းတဲ့လောဂရမ်ဆိုးတဲ့လောဂရမ်ကောင်းတဲ့လောဂရမ်မှာလည်းအရန်ကြီးเนาะအော်ဒါတော့ဒီကောင်းတဲ့လောဂရမ်ကိုကြုံရတဲ့အခါမှာเนาะအရန်တိမ်မွေ့တယ်အဲ့ဒါပိုဆိုးတယ်ဆိုရဲလောဂရမ်မှာကျမတို့ကသံဝေကရပြီးတော့ဘာသာရေးနော်ဟိုစိတ်နှလုံးတွေကနော်ဆိုရဲလောဂရမ်နဲ့တွေ့ပြီးဆိုလူတွေကတိမ်မွေ့ပြီးတော့လူတွေကပို့ပြီးတော့လူကောင်းပို့ဖြစ်သွားတယ်နော်။ကောင်းတဲ့လောဂရမ်နဲ့တွေ့တဲ့ခါကျလူတွေကမောက်မာလာပြီးတော့လူတွေကငါဆိုတဲ့နော် ထင်နေဟုတ်လားမာနတွေဟုတ်လားအတ္တတွေဒါတွေကလောဘတွေပို့ပြီးတော့ကြီးလာတယ်เนาะအဲ့တော့ကောင်းတဲ့လောကဓာတ်နဲ့ပဲဂျုံဂျုံဆိုးတဲ့လောကဓာတ်နဲ့ပဲဂျုံဂျုံသဘာဝတရားကိုကျမတို့ကလက်ခံနိုင်ပြီးတော့ဩဒါတော့လောကဓာတ်ပဲဒါတွေကမတို့ရဲ့เนาะကိလေသာတွေနဲ့เนาะပြောမယ်ဆိုလို့ရှင်တော့လောဘတွေဟလာလောဘတွေကြောင့်ဖြစ်လာတဲ့ နောခရန်နေပဲဆိုတာကိုလက်ခံနားလည်လိုက်ကျမတို့เนาะတန်တရားနေပြီးတော့ကျမတို့လွတ်မြောက်တဲ့နိဗ္ဗာန်ကိုเนาะမျော်မှန်းနိုင်တဲ့အချိန်ဤတစ်ခုကိုကျမတို့ကရောက်သွားနိုင်နေပေါ့เนาะအဲ့တော့သက်ဆောင်ကမ္မထံ၄ပါးကိုထိုင်မှာသက်ဆောင်ကမ္မထံ၄ပါးကိုကျင့်ကြံမှာလို့ကျမကချက်တဲ့သူတွေကိုတကယ်ကိုမြတ်တာနဲ့တိုက်တွန်းပါတယ်เนาะအဲ့တော့ သက်ဆောင်ကမ္မထန်၄ပါးတည့်ရက်ထဲမှာ၄ပါးစလုံးမထိုင်နိုင်ဘူးဆိုရင်တနည်းကိုတပါးစီထိုင်သွားပါဗုဒ္ဓနုစတိဒီနေ့ကတော့ဗုဒ္ဓနုစတိထိုင်မယ်နောက်နေ့ကတော့မြတ်တာဘာဝနာလေးပွားမယ်နောက်နေ့ကတော့အာနာပါနကမ္မထန်လေးအားထုတ်မယ်နောက်နေ့ကတော့အတုပကမ္မထန်အားထုတ်မယ်အဲ့လိုမျိုးတနည်းချင်းစီကိုအားထုတ်မယ်ဆိုလို့ရှိရင်လည်းဒါရပါတယ်နေ့တိုင်းနော်ဒါလေးကိုတော့အထုဖြစ်အောင်အထုပါကမ္မထံကိုအထုဖြစ်အောင်အထုပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်ရှင်